အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဒီအင်ဂျိုဦးလေးကိုပြပြမှုအပိုင်းကဏ္ဍလေးကိုကျွန်တော်မိတ်ဆွေများကိုအများကြီးပြဖို့အစီအစဉ်ရှိပါတယ်အားလုံးကျွန်တော်နဲ့ဒီလိုက်ပါကြည့်ရှုဖို့ပြပေါ်ပါတယ်ဟုတ်ကဲ့ဒီအင်ဂျိုဦးလေးတလုံးကတော့ကျွန်တော်တို့ဒီ customer တဦးကကျော်ရည်လာအထားလာပါတယ်ဒီအားလေးကိုပြပြပြပါအောင်ဘယ်လိုဖြစ်သွားလဲမသိဘူးသူအားလုံးပြောတယ် ကျွန်တော်တို့ကိုမေးပါတဲ့ customer ကိုဒီကိုဒီသမင်းအိုးလေးရဟိုဒီ sorry ဗျာနှင်ကျော်အိုးလေးရဟိုဘယ်လိုမျိုးဖြစ်တာလဲလို့ကျွန်တော်မေးလိုက်မေးတဲ့ခါကျတူဘာပြောလဲဆိုတော့ကျွန်တော်တို့ဒီပထမကချစ်ရနေတဲ့တူဒီဖလက်ပေါက်ကနေမိရိပွင့်ပြီးတော့မှတော့မိရိထတော့ပါလေတဲ့မိထတော့ပါလေတဲ့ဒီဖလက်ပေါက်ကနေပြီးတော့အဲ့ဆိုတော့ကျွန်တော်တို့ကမိထတော့တဲ့ခါကျကျိုး အဲ့ကြိုးကြိုးလေးကတူကလောင်သွားပါတယ်တဲ့လောင်သွားတဲ့အခါကျတော့တူကအစ်စ်တခုကျိုးအစ်စ်ပြန်ပြောင်းဝယ်ပါတယ်တဲ့အကျိုးလေးလေးပါလာကျိုးတက်ပြောင်းဝယ်တယ်တဲ့ကျိုးတက်ပြောင်းဝယ်တဲ့အခါကျတော့ကျိုးတက်ပြောင်းဝယ်ပြီးတော့မှကျွန်တော်ဒီ B plug ကိုထိုးပြီးတော့မှဒီလိုထိုးလိုက်တဲ့အခါမှာနောက်တစ်စင်ပြန်ပြီးမှဒီ VS ထားတော့ပြီးတော့မှလောင်ပါတယ်တဲ့အဲ့လိုဖြစ်သွားတဲ့အခါကျနောက်တစ်ကျိုးလေးအစ်စ် မဝယ်ရဲတော့ဝယ်ပြီးမှလည်းမတက်ရဲတော့ဘူးတဲ့အဲ့ဒါကိုဒီဟာလေးကိုတဲ့ပြင်ပြင်ပေးပါဦးဆိုတော့ကျွန်တော်ဒီဒီအိုးလေးရပြင်ပြင်ပို့တာဆိုကျွန်တော်အထားလာလာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကဒါဆိုရင် customer ကိုကျွန်တော်ပြောလိုက်တယ်ဟုတ်ကဲ့အဆင်ပြေအောင်လုပ်ပေးပါမယ်အားလုံးအဆင်ပြေအောင်ပုံမှန်ဖြစ်ပြအောင်ကောင်းကောင်းမှန်ပြအောင်ကျွန်တော်လုပ်ပေးပါမယ်ဆိုကျွန်တော်ပြောလိုက်တယ်ဟုတ်ကဲ့ဒါဆိုရင်ဒီလိုမျိုးဖြစ်သွားတဲ့အင်ဂျိုအိုးလေးကိုကျွန်တော် ဘာကြောင့်ဖြစ်တယ်လဲနော်ဖြစ်ရတဲ့အကြောင်းရင်းကဘာလဲဟုတ်ကဲ့ဒါဆိုရင်ဖြစ်သွားပြီဆိုတော့ဘယ်လိုမျိုးကောင်းအောင်ဘယ်လိုပြုပြင်မလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်အဲဒီဗီဒီယိုမှာဒီဟင်းရုပ်လေးကိုကျွန်တော်ကျွန်တော် customer ကိုအတွက်ကိုပြုပြင်ရင်းနဲ့အတွက်ပြုပြင်ရင်းနဲ့ကျွန်တော်ဗီဒီယိုရိုက်ပြုပြီးတော့မိတ်ဆွေများကိုလည်းတီအောင်ကျွန်တော် ညဝေရှင်းပြပေးတော့မှာဖြစ်ပါတယ်အလုံးဘယ်လိုပြုပြမလဲဆိုတဲ့အကြောင်းအရာလေးကိုသိရှိအောင်ကျွန်တော်လည်းအတူလိုက်ပါကြည့်ရှုကြဖို့မိတ်ဆွေများကိုသိပေါ်ပါတယ်အလုံးကျွန်တော်လည်းဒီပြုပြမှုပိုင်းမှာလိုက်ပါကြည့်ရှုကြရအောင်ပါခင်ဗျာဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်ဒီခင်းကြိုးလေးကိုပြုပြမှုအပိုင်းလေးကိုကျွန်တော်စတင်လဲရအောင်ဟုတ်ကဲ့ ပထမဆုံးအနေနဲ့ကျွန်တော်ဒီနှင်းချုပ်ဦးလေးအဖုံဖွင့်လိုက်ပါမယ်ဒီလိုမျိုးဦးတွေမှာကျွန်တော်တို့ ါတော့သူကနာကိတာတစိတ်နာကိတာတစိတ်ဥဖြစ်ပါတယ်သူကတကယ်လို့ဒီဥတွေကတော့ဒီတစိတ်ဒီဥကနာကိတာမဟုတ်ဘဲနဲ့မရှုပြီးရှိမရှုရှိတာတော့ရှင်းတာပဲရှိတော့ဒီလိုမျိုးဥတွေဆိုရင်တော့ဒီအလဲတစ်ခုတည်းနဲ့ဖွင့်လို့မရပါဘူးဒီ Aquarius ဒီ Aquarius လည်းဖြုတ်မဖွင့်ရပါမယ်ဒါတွေလည်းဖွင့်ရပါမယ်နာကိတာဥမှာတော့ဒါတွေဖွင့်တဲ့ဒီတောက်တွေကိုဖြုတ်မဖွင့်စရာမလိုဘူးအဲ့တော့ ဒီအလေအလေးနဲ့ဖွင့်လှစ်အောင်ပဲကျွန်တော်တို့ပြုပြင်မှုပြုပြင်လို့ရနေတဲ့အနေအထားကိုကျွန်တော်ရောက်သွားပြီ။ဟုတ်ကဲ့သူဖွင့်ကြည့်လိုက်တဲ့ခါမှာအိုးရဲ့ဒီဆောက်ပုံလေးရတော့ရှင်းရှင်းလေးပါဟုတ်ကဲ့ ဟုတ်ကဲ့ပါကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီဟိုကျိုးလေးတွေရဲ့ကျိုးလေးတွေကောင်းမကောင်းကိုကျွန်တော်ပထမဆုံးဟိုစစ်ကြည့်ပေးပါမယ်။ပုံမီတာလေးနဲ့ကျွန်တော်စစ်ကြည့်လိုက်ပါမယ်။ကျိုးတွေပြစစ်လိုက်တယ်ဒီကျိုးကောင်းပါလေ။ဟုတ်ကဲ့ဒီကျိုးလည်းကောင်းပါနဲ့။ ကျိုးတွေအလုံးစစ်လိုက်တဲ့အခါမှာလည်းကျိုးတွေအလုံးကောင်းပါတယ်။အစရှုပ်ဖြစ်နိုင်စရာအကြောင်းလေးတွေကျွန်တော်ရှင်းကြည့်အောင်ရှုပ်ဖြစ်နိုင်စရာကျွန်တော်ချူလန်းအကြောင်းလေးကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျိုးတွေလည်းပေါက်ပြဲပြီးမှရှုပ်ဝင်စရာအကြောင်းလည်းမရှိပါဘူး။ဒါပေမဲ့ဒီမှာတော့ပလတ်ထိုးလိုက်တဲ့အချိန်ခါမှာသူကမိထတောက်ပြီးတော့မှဖြစ်သွားတဲ့အနေအထားကိုဘာကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်ဒီဟာဖြုတ်ပြီးတဲ့ခါကျရင်ကျွန်တော်ပြောပြပါမယ်။ဟဲ့လားဒီပထမဆုံးအနေနဲ့ကျွန်တော်ဒီရှော့ပြစ်သွားတဲ့ ပြီးထတောက်သွားတဲ့ဒီ socket ကလေးကိုကျွန်တော်ဖြုတ်လိုက်ပါမယ်ကျွန်တော်ဒီ socket ခေါင်းလေးတွေကိုဖြုတ်တဲ့အခါမှာအသုံးပြုတဲ့ဒီ spanner ဒီတစ်ခုတော့ကျွန်တော်ဆောင်ထားပါတယ်။သူ့ spanner ဒီမရှိဆိုရင်လည်းသူဒီမှာ ဖလျာချွန်လေးနဲ့ဖလျာနဲ့ပဲဖြစ်ဖြစ်ဆိုတော့လိတ်ပြီးမှဒီလိုဖြုတ်လည်းရပါတယ်ဟုတ်ကဲ့ကြော်ဒီစူးလေးတွေဖြုတ်လိုက်ပါပြီ ောက်ပြီးတဲ့အခါမှာဒီထမင်းအင်ဂျိုအိုးရဲ့ကျွန်တော်ထမင်းအိုးခဏခဏပြင်နေပြင်နေတော့ထမင်းအိုးအကြောင်းပဲပြောပြောနေတယ်ဟုတ်ကဲ့ဒီခင်းဂျိုအိုးရဲ့ socket clip ကိုရှုပ်ဖို့ဆိုတဲ့ဒီစကူနတ်ကလေးကိုကျွန်တော်ဖြုတ်လိုက်ပါမယ် ားပြီးဆိုတော့ဒီ socket clip ကိုကျွန်တော်ချုပ်လိုက်မယ်ဟုတ်ကဲ့ကျွန်တော်ဒီ shop ဖြစ်ရ shop ဖြစ်ပြီးမှ main လောင်ရခြင်းအကြောင်းလေးကိုကျွန်တော်ဒီမှာပဲအရှင်းပြပေးပါမယ်ဒီပါဖြစ်တာလဲဆိုတော့ဒီမှာဒီရလေးကိုကြည့်လိုက်ပါဟုတ်ကဲ့ဒါပုံမှန်နေသားမဟုတ်ဘယ်နဲ့အတွင်းနဲ့မှာ မဲပြီးတော့မှလောင်နေတာကိုတွေ့ပါတယ်။လောင်နေဆိုတာကဒီအချောင်းလေးတွေလောင်တာမဟုတ်ပါဘူး။ဒီချောင်းလေးတွေဒီခြေချောင်းလေးတွေမလောင်ပါဘူး။ဒီရဲ့ socket ရဲ့ကိုယ်လေလောင်တော့ဖြစ်ပါတယ်။ socket ကိုယ်လေလောင်တဲ့အချိန်ခါမှာသူကဘာဖြစ်သွားလဲဆိုတော့ဒီဘက်ကနေလာတဲ့ neutral line ရဲ့ pitch line ရဲ့လာတဲ့ line ကဒီမှာဒီ body ကနေပြီးတော့မှ short ဖြစ်သွားခြင်းဖြစ်ပါတယ်။ဒီလို short ဖြစ်ပြီးတော့မှဟာ မိထတောက်ပါတယ်ဒီမိထတောက်လိုက်တဲ့အချိန်မှာဒီကလည်းမိထွက်သွားပါတယ်နောက်တစ်ချက်ကတော့ကျိုးဒီကျိုးပါလဲကျိုးလောင်တော့ပါတယ်ကျိုးပါလဲကျိုးလောင်တော့ပါတယ်အဲ့တော့ကျွန်တော်တို့ပြန်မအတုံးပြီးတဲ့အခါမှာမိတ်ဆွေများအနေနဲ့ဒီဒီလိုမျိုးမိထထွက်သွားပြီးလို့နောက်တစ်ချိန်ပြန်တုံးတဲ့အခါမှာကျိုးတက်ကိုငွေပြီးမှတတ်မယ်ဆိုရင်လည်း ဖနပင်တက်တာထပ်ပြီးမှလောင်ဝဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီဘော်ဒီယာဒီဆော့ဖ်ဝဲဘော်ဒီယာရှော့ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီထပ်လောင်ဝခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်ဒီဒီဆော့ကက်ကလေးကိုကျွန်တော်အတက်လဲမှာပဲဖြစ်ပါမယ်။ဟုတ်ကဲ့ဒီအားလေးကိုကျွန်တော်တို့အတက်လဲလိုက်ပါမယ်။ ဒါလေးရတော့ AA ဒီဇိန်းနဲ့လာတယ်ယူရီးယားကလာတယ်ဒီအင်ဂျယ် socket ကလေးပါဟုတ်ကဲ့ဒီအလေးကိုကျွန်တော်တို့ချုပ်လဲပေးလိုက်ပါမယ်ဒီအလေးရင်းနဲ့ကျွန်တော်တကူမိတ်ဆွေများကိုပြောပြခြင်းတာကတော့ကျွန်တော်တို့ဒီဥမာ shop ပြပြီးတော့မှတို့က ီအထိုင်လေးရှော့ဖြစ်ပြီးမှမိထတော့သွားပြီဆိုတော့နောက်ထပ်ကျိုးတပြန်အစ်စ်ကိုဝယ်မထည့်ပါနဲ့ဒီအိုးကိုကျွန်တော်ဖွင့်ပြီးတော့မှပထမဆုံးအနေနဲ့ဒီခေါင်းလေးကိုကျွန်တော်လဲလိုက်ပါလဲပြီးတဲ့အခါမှာဆိုရင်လေဒီလိုမျိုးလောင်နေတဲ့ကျိုးကိုပြန်မတတ်ပါနဲ့တတ်လို့ဆိုရင်အစ်စ်လဲထားတဲ့ခေါင်းလုံးပြန်လောင်နိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးတွေကတော့ဘာကြောင့်မို့ ဘာကြောင့်မို့သူကလောင်နိုင်နေလဲဆိုတဲ့ခါကျတော့လောင်နိုင်ရတဲ့သူကလောင်နိုင်တဲ့အကြောင်းတရားကသူဘာလဲဆိုတဲ့ခါကျကျွန်တော်တို့ဒီဟင့်ကျော်ဦးတွေဟိုချက်ပြုတ်ပြီးတဲ့အခါမှာရေတွေပါလေးဆေးကြတယ်ရေတွေဆေးတယ်ရေဆေးတဲ့အခါမှာကျော်ဒီရေတွေရမဆက်ပြီးတော့ဒီထက်မှရေတွေဝင်ပြီးတော့မှရေစက်ကလေးတက်ကူပြုတ်မှဒီဟာကိုလောင်နိုင်ပါတယ်ဒီနည်းနဲ့လည်းဟိုလောင်နိုင်ပါတယ် နောက်တနည်းကတော့ယောဒီအင်ဂျိုအိုးကောင်းကိုကျွန်တော်တို့ချက်တဲ့အခါမှာဒီဟာလေးကိုမိမိရရမထိုးဘဲနဲ့မိမိရရမထိုးဘဲနဲ့ကျိုးဒီချက်တဲ့အခါမှာဆိုရင်လည်းဒီနားကနေပြီးတော့မှကြာလာတော့ပူပြီးတော့မှကြာလာတော့ပူပြီးမှတော့မထိတထိဖြစ်ပြီးမှဒီနေရာမိပွင့်ပါတယ်မိပွင့်လာတဲ့အခါကျဒီ body ကတော့မိချွန်းတဲ့အနေထားကိုရောက်သွားပါတယ်ဒါဆိုရင်လည်းဒီ body မိချွန်းပြီဆိုရင် ဒီဆော့ကက်ကောင်းရဲ့ body လေးမီးကျွန်းသွားပြီဆိုရင်ဒါကကျွန်တော်ကဆော့ဖြစ်ပါတယ်ဟုတ်ကဲ့ဆော့ဖြစ်နိုင်တဲ့အကြောင်းတရားကတော့ဒီဟာပါပဲဗျာဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်ဒီဟာလေးကိုဒီကောင်းလေးကိုကျွန်တော်လဲကြည့်လိုက်ပါမယ် တို့ဒီအင်ဂျောဦးပြုပြင်တဲ့အခါမှာသူရဲ့ပြုပြင်မှုအခြေခံသဘောတရားလေးတွေကိုကျွန်တော်တို့သိထားမယ်ဆိုရင်ဒီအင်ဂျောဦးပြုပြင်တဲ့ဌာနလေးတွေကတော့ထမင်းအိုးလောက်တူဝါဝါယာရင်းပိုင်းလဲဟိုမရှုပ်ပါဘူးရှင်းရှင်းလင်းလင်းမြင်နိုင်မှာဖြစ်ပါတယ်ထမင်းအိုးမှာတော့တူဝါဝါရင်းပိုင်းတွေကတော့အနွေးကွိုင်းချက်ကွိုင်းအင်ဒီကေတာမီလေးတွေရဲ့ အင်ဒီကေတာမီးတွေတွေရဲ့သူကျိုးလန်းချောင်းလေးတွေလွဲမတာတို့ဒါမျိုးလေးတွေနဲ့မာယွင်းနိုင်ပါတယ်ဒီဟင်းကျော်ဦးမှာတော့ဘာမှထူးထူးထူးစေမာယွင်းစရာမရှိပါဘူးသူရဲ့လောက်ဆောင်တဲ့အခြေခံသဘောတရားလေးကိုသိမယ်ဆိုရင်တော့ရှော်ဒီယာလေးကိုလွယ်တကူပြင်နိုင်မှာဖြစ်ပါတယ် ဒါလေးရောကျော် socket ကိုတတ်တာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီ socket clip ကိုတတ်ရဒီချာတတ်ပြီးတွားရတော့အတွင်းတိုင်းမှာရှိတဲ့ wire ဂျိုးလေးကိုအခုကျွန်တော်တို့ join ဆက်ပါမယ်ဒီပုံမှာဟင်းကြော်အိုးလေးရဲ့အလုတ်လုတ်ပုံအချမ်းမြင်းလေးကျွန်တော် တရားပြုပြင်းနဲ့အဲကျွန်တော်မိတ်ကျွန်တော်မိတ်ဆွေများကိုအကြံဉာဏ်လေးပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ AC power ကနေပြီးတော့မှဟင်းကျော်ရဲ့ socket ကိုအနိမ့်မီးလိုင်းလာတဲ့အခါမှာပထမတစားရတယ်သူဒီဟင်းကျော်ရဲ့ဒီဝိုင်ရငုတ်ခဲကိုကျွန်တော်ဝင်လာပါတယ်နောက်တစားကတော့သူကဒီကိုတိုက်ရိုက်မဝင်ပါဘူးပြောသွားလဲဆိုတော့ဒီမှာရှိတဲ့ thermostat ရှိရဲ့ thermostat ရဲ့အဝင်ကိုဝင်တယ်ဝင်ပြီးမှ thermostat အထက်ကနေပြီးမှ ခလုတ်လဲလဲတဲ့ချိန်မှာဒီလျက်ဆက်ကနေပြီးတော့ contact ဖြစ်ပြီးတော့မှဒီရဲ့ဒေအိုးရဲ့ဝိုင်းငုတ်တုံးကိုတွားပါတယ်ဒီလိုနည်းနဲ့ပဲကျွန်တော်ဒီအပူချိန်ကြီးကလျက်ဆက်တဲ့ကအပူချိန်ကဒီရောက်ပြီးတော့မှဒီဟင်းကျော်ဦးလေးပူလာပါတယ်ပူချိန်ညားလာတဲ့အခါမှာဒီတမ်ဘွန်စတက်ကနေပြီးတော့မှချက်ပေးပါတယ်ဒီမီကတော့ကျွန်တော်တမ်ဘွန်စတက်ရဲ့အခက်မှာကျွန်တော် တတ်ဆင်ထားရပါတယ်တစားကိုတစားကတော့ကျွန်တော်တို့ဒီ EC power တစားမှာကျွန်တော်တတ်ဆင်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဒီချက်လိုက်တဲ့အချိန်မှာပလတ်ထိုးပြီးတော့မှဒီ thermostat လေးရဲ့ဒီဟုတ် thermostat ကိုကျွန်တော်တို့ခလုတ်ကလေးကိုလဲလိုက်တဲ့အချိန်မှာဒီကနေပြီးမှလျှက်စက်က thermostat ကိုကြော်ပြီးဒီအိုးကိုမိတက်တဲ့အချိန်မှာဒီမီဒီယာလည်းလင်းပါတယ်ဟုတ်ကဲ့ သူ့ဘက်ကတော့ကျွန်တော်ဒီရိုးရှင်းရှင်းလေးတိဆောင်ထားတာကိုတွေ့ပါတယ်ဟုတ်ကဲ့အဲကျွန်တော်မိတ်ဆွေများကိုအကြံဉာဏ်ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်ဒီမှာမတက်ဆင်ခင်မှာမိလုံးလေးတွေလွတ်နေသလားကျွန်တော်ကြည့်မယ် GPN ကျွန်တော်ကောင်းတော့ဆန်တက်ပါမယ်ဒီမိလုံးလေးတွေလည်းအကောင်းပကတိတိုင်းဖြစ်ပါတယ် ီကျိုးလေးတွေတက်တဲ့ခါမှာကျွန်တော်ဒီကျိုးလေးတွေကိုကြက်ကြက်ကလေးတတ်ပြရမှာနော်ချောင်ချောင်လေးတတ်မယ်ဆိုတော့ဒီဒီကနေပြီးတော့မှတခါမှတိကျတိဖြစ်ပြီးတော့မှတော့ loose ဖြစ်ပြီးတော့မှဒီကနေမှကျိုးတွေလောင်လာတော့ဒီကနေဒီ socket ထိုင်လောင်လာတော့ကျိုးဖြစ်တတ်ပါတယ်တိတိကျကျကျွန်တော်တို့ဒီတတ်မယ်ဆိုတော့ဒီနားကနေမလောင်နိုင်ပါဘူးဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ အင်ဂျိုလေးတလုံးကတော့တို့ဒီဥမာဒီဥကတော့ရိုးရရဥဖြစ်တဲ့ကြောင့်မို့ဒီရဲ့တထုကိုယ်တယ်နဲ့တခါလဲ꽌နေကိုသူကတခါလဲတွဲပြီးမှတိဆောက်ထားတာဖြစ်ပါတယ်ဒီကိုယ်တယ်နဲ့ဒီဒီလိုမျိုးဆောက်ထားတဲ့တိဆောက်ထားတဲ့ဒီဥတွေကတော့ထိုင်းကနေလာတဲ့ဥဖြစ်ပါတယ်ရိုးရရဥဖြစ်ပါတယ်ဒီ꽌နေကတော့တော်တော်တန်တန်နဲ့မလောင်နိုင်ပါဘူးအလုံးတရာမှာတစ်လုံးနှလုံးလောက်ပဲကျွန်တော်တွေ့နေပါတယ်ဒါတောင်မှရှားပါတယ်တရုတ် တရုတ်ကနေထုတ်လာတဲ့ coin တွေကတော့ဒီလိုမျိုးကိုယ်တည်းထဲမှာမမြုပ်ထားပဲနဲ့ကျော်ဒီအန်ဂွတ်ကလေးနဲ့ coin ကလေးကိုအပေါ်ရာနဲ့တတ်ထားတွေ့ပါတယ်ဒီအရင်ကဆိုရင်တော့ဒီ coin တွေဟာကျော်ဒီတရုတ်ကလာတဲ့တဲအိုးတွေဟာဝယ်ပြီးလို့ပြတ်သွားပြီဆိုတော့ကျော်ဒီ coin လဲเสียမလာပါဘူးအခုနောက်ပိုင်းတော့တဲအိုးတွေလည်း coin ပိုလေးတွေလာပါတယ်ဒီယူရီယာဥမာကတော့ပြက်လဲပြက်ခဲပါတယ် ဝိုင်းလောင်လဲလဲလို့မရပါဘူးတက်ဝယ်ရုံပဲရှိပါတယ်ပြက်ဖို့စားရာခိုင်နှုန်းကတော့တော်တော်နည်းပါတယ်ဒီ body တွေစုပ်ပြက်ပြီးတော့မှချွေးမိသွားနိုင်ဒီချွေးမိသွားတဲ့အဆင့်ကိုရောက်သွားရင်တောင်မှဒီဝိုင်းကလောင်တောင်မတွေ့ပါဘူးတချို့ဆိုရင်တော့ဒီအိုးတွေကစုပ်ပြက်လို့နေပါပြီဒါပေမဲ့ဒီခွက်ဟာကောင်းပါတယ်ဟုတ်ကဲ့ဒါဆိုတော့ကျွန်တော်တပ်ပြီးပြီဆိုတော့ကျွန်တော်ဒါလေးကိုကျွန်တော်ဖုံးလိုက်ပါမယ် ြုတ်ပြမှုအပိုင်းကတော့မကြပါဘူးဘလုံးနီယာမျိုးမှကြားတယ်လေဆိုတဲ့ခါစတော့တခါတခါမှကျို့ဒီတော်တော်များများအဖြစ်များတော့ဒီရိုးရအိုးဒီမှာခိုင်ခိုင်မှုအရင်များတဲ့ခါကျတော့တစ်ခေါက်တတရရပြင်ပြီးသွားလို့ဆိုရင်သုံးနှစ်သူကစနစ်တကျတုံးမယ်ဆိုရင်ဟိုတစ်နှစ်လောက်နေလို့လဲကျို့ဒီပြုတ်ပြင်စရာလည်းမလိုဘူးဒါဆိုရင်တော့ကျို့ဒီသုံးနှစ်ညမှာဟို ဒီနေရာမှာလေးတွေနှက်တိုင်လေးတွေကတချို့ကတန်ကြီးတွေတက်ပြီးတော့မှကျိုးဒီပြန်မှချုပ်တဲ့အခါမှာကျိုးနှက်တိုင်တွေကိုချုပ်မရတာလေကျိုးအခုကျွန်တော်ဖြုတ်နေတဲ့နှက်ကလေးချုပ်မရတာတွေဖြစ်ပါတယ်ဒီလိုမျိုးဖြစ်ပြီးဆိုတော့ကျိုးတို့ဒီ impedance ရိုက်လဲကျိုးမရပါဘူးတချို့ကျတော့ impedance ရိုက်မှဖြုတ်လဲဆံပြုတ်ပါတယ်တချို့ကျတော့လုံးဝမရပါဘူးနှက်တိုင်မှာကျိုးတော့ပါတယ်အဲဆိုတော့ကျိုးဒီဥကိုဖောက်ပြီးတော့မှ ဒီနောက်တိုင်းအတက်တွေဖောက်ပြီးမှအလုပ်လုပ်ရပြီဆိုရင်တော့ကျွန်တော်တို့ဒီအိုးတစ်လုံးကိုပြုတ်ပြင်ဟာပြုတ်ပြင်တာအခုကျွန်တော်ပြုတ်ပြင်တာတဲ့ကိုကြာချိန်က45ကြာပါ45ဆလောက်ကြာပါတယ်ဟုတ်ကဲ့တတ်ပြီးပြီဆိုတော့ကျွန်တော်ဒီကိုလေးကိုကျွန်တော်စမ်းကြည့်အောင်ပါโอเคဒီအိုးလေးကတော့တို့တုံးဆွဲတူကတော့တော်တော်တက်တက်ရည်ရတုံးထားတဲ့အတွက်ကြောင့်မို့ဆိုမညစ်ပတ်ပါဘူးခိုင်ရတာလည်းမညစ်ပတ်ပါဘူး အဲတချို့ဦးတွေဆိုရင်တော့ကျွန်တော်အဖုံးဖွင့်လိုက်ပြီးဆိုရင်တော့ဟိုဘေးနားမှာလက်တုပ်တွေရောတရှုတွေကိုအများကြီးကျွန်တော်တုံးရပါတယ်အဲမှာသူကရေနံခြေဖုံးကိုကျွန်တော်နိုင်လိုက်တလို့ပဲခံစားရတလို့အတွင်းထဲမှာညက်ပတ်ပြီးစီခြေတွေနဲ့အများကြီးညက်ပတ်ပါတယ်ကာယအတွက်တော်တော်ခက်ပါတယ်ဒါလေးပါပဲအဲညိုပြုပြနေနေမှာအခက်ခဲဆိုတော့ဒီနှက်ကလေးတွေကြက်သွားတဲ့အခါကျွန်တော်ချော်တရခက်တာတွေအဲဒီပေါ့ င်းငင်းပပနဲ့ဖြစ်နေတဲ့အချိန်မှာကာယတွေရနည်းနည်းလေးအခက်အခဲခဲခဲရှိတာတွေဒါလေးတွေပဲပါတခြားတော့လျှက်စက်ပိုင်းဆိုင်ရာတော့အများကြီးတော့မရှိပါဘူးဟုတ်ကဲ့တက်ပြီးပြီဆိုတော့ကျွန်တော်ကျွန်တော်ဒီ AC power လေးကိုကျွန်တော်ထိုးမှဆက်မှမယ်ဒါလေးကတော့သူ့ကျိုးဟောင်းလောင်းတော့ဒီကျိုးဟောင်းမှာသူ့ကိုကျွန်တော်တို့တက်မှထိုးမှဆက်မှအောင်သူ့ကိုဆန်းလိုက်ပြီဆိုရင်အခုနာကတက်ထားခဲ့တဲ့ socket ကနောက်တစ်ချိန်ပြန်လောင်းမှာဖြစ်ပါတယ် အဲ့တော့သူဒီကျူအဟောင်းကိုလုံးဝတုံးလို့မရပါဘူးတခါတည်းအမိုက်ထဲပြည့်ရမှာဖြစ်ပါတယ်အဲကျွန်တော်စီမှာတော့စန်တာပိုဇာတတိယလောက်ထားတဲ့ခေါင်းလေးတစ်ခုရှိတယ်ဒီခေါင်းလေးနဲ့ကျွန်တော်ထိုးမဆမ်းမှာဖြစ်ပါတယ် ခင်ကျော်ဦးတွေပြုပြင်တဲ့အခါမှာ300ရံအတွက်တီးချမ်းလောက်ထားတာရှိပါတယ်ဒီထဲကိုကြီးလိုက်ကြီးပိုက်ကလေးထည့်ပြီးတော့မှဒီ socket ကလေးကိုကျွန်တော်မိကန်ပိုက်ကင်းနဲ့ပိတ်ပြီးမှလောက်ထားတာပါဟုတ်ကဲ့ပလတ်ပလိုက်မယ်ဟုတ်ကဲ့ဒါလေးကိုကြည့်အောင်ဟုတ်ပြီဒီမှာအလုံးโอเคတော့ပါပြီမိလာပါပြီမိလာတော့ပါပြီ မီတိုင်းလေးကိုဖိတ်လိုက်မယ်။အမီလာပါပြီ။ Okay ပါ။ဒါဆိုရင်တော့ဒီအိုးတလုံးပြည့်ပြည့်မှုအပိုင်းကပြီးတော့ပါပြီ။ဂျိုးဖြုတ်မယ်ဆိုတော့ပထမဆုံးဒီ black glue ကျွန်တော်ဆက်ပြုတ်ပါမယ်။အရင်ဆုံးဖြုတ်ပြီးမှဒီ socket ကိုတခြားတဲ့ socket ကိုဂျိုးဖြုတ်ပါမယ်။ ဟုတ်ကဲ့ပါ ကျိုးဒီဒီလိုမျိုးကျွန်တော်တို့ပြုပြင်ပြီးတဲ့အိုးလေးကိုကျွန်တော်တို့ပြန်ပြီးတော့မှပြန်လဲအသုံးချတော့မယ်ဆိုရင်ပထမဆုံးဒီကျိုးအတက်ကိုကျွန်တော်တို့သုံးရပါမယ်ဆော့ကက်အတက်တတ်ထားခဲ့လို့ဆိုရင်ကျိုးအတက်ကိုကျွန်တော်သုံးရပါမယ်ကျိုးသုံးပြရပါမယ်တခြားကျိုးဟောင်းနဲ့လည်းသုံးလို့မရပါဘူးကျိုးတက်သုံးတဲ့အခါမှာလည်းကြာလာလို့ဆိုရင်ဒီဒီ ချိုးတဲ့ပလက်ပေါက်တွေကချောင်လာခဲ့လို့ဆိုရင်ကျိုးကိုချောင်ချောင်ကြီးဆက်မတုံးမနဲ့ကျိုးအစ်စ်လဲပြရပါမယ်တကယ်လို့ချောင်ချောင်တုံးနေမဲ့စီရင်ဒီလိုမျိုးတွေပြန်လောင်နိုင်ပါတယ်ထိုးတဲ့ချိန်မှာလည်းစနစ်တကျတိချက်ချက်ချက်ကလေးထိုးပေးဖို့လိုအပ်ပါတယ်ကျိုးဝယ်တုံးတဲ့အခါမှာဆိုရင်လည်းဒီယူရီးယားလာတဲ့ဒီကျွန်တော်တို့တုံးတာကတော့ယူရီးယားလာတဲ့ AA မျိုးစား AA တစ်စိမ့်နဲ့လာတဲ့ socket ကိုဆိုတော့ socket နဲ့ကျိုးကိုကျွန်တော်တုံးပါတယ် ဒါဆိုရင်ကျွန်တော်တို့တစ်ခါလဲပြီးသားပြီဆိုရင်ဟိုနေ့စုံ6လတစ်နှစ်ဝင်ကျွန်တော် သုံးရပါတယ်ဒီခင်ကျော်လေးကိုပြုပြင်မှုအပိုင်းကဏ္ဍလေးတော့ဆောင်းရံဆောင်းရံလေးတွေတော့ဟိုဒီမှာတည်းပြီးဆုံးပါပြီကျွန်တော်ရဲ့မိတ်ဆွေများကိုမျှဝေလိုတယ်ကန္တာလေးတော့ဒီမှာပဲပြီးဆုံးပါပြီအနည်းချုပ်ပြောရလို့ဆိုရင်ကျွန်တော်ရင်းကြော်ဦးပြုပြင်တော့မယ်ဆိုရင်ပထမဆုံးဒီအဖုံဖွင့်ပါမယ် ပြီးဆော့ကက်မှာတတ်ထားတဲ့ကြိုးတွေကိုကျွန်တော်ဖြုတ်ပြီးမှဒီအုတ်မီတာလေးနဲ့ connection နဲ့ဆက်ပါမယ်ကြိုးမကောင်းအောင်ကြိုးလဲပါမယ်ဆော့ကက်မကောင်းရင်ဆော့ကက်ကိုလဲပါမယ်ချုပ်ပြနိုင်စရာရှိလို့ဆိုရင်ချုပ်ပြနိုင်စရာကြိုးလမ်းကြောင်းပေါက်တလားမပေါက်ဘူးလားကိုကြိုးစစ်စစ်ပြီးမှလဲစရာရှိလဲပြီးဆိုရင်သူ့ရမူလာအတိုင်းပဲပြန်လဲတက်ဆက်ပြီးမှဖုံးလိုက်တဲ့အခါမှာအင်းကြိုးတလုံးအကောင်းကိုဖြစ်သွားပါပြီ ါဆိုရင်တော့ပြည့်ဝမှုအပိုင်းကိုကျွန်တော်ပြီးတော့ပါပြီဆောင်းရံဆောင်းရံလေးတွေကတော့ဒီလိုမျိုးခုနပြောခဲ့တယ်လို့ပဲချုပ်ဖြစ်နိုင်တဲ့အကြောင်းအရာမျိုးဖြစ်တဲ့ကျိုးချောင်လို့ဆိုစီရင်ကျိုးတက်ကိုဝယ်ထိုးရတဲ့အလုပ်ကိုလုပ်ရပါမယ်ရေအိုးတွေနဲ့ရေတွေနဲ့ဟင်းတွေကိုချက်သားပြုတ်ထားတဲ့ဟာတွေကိုဆေးတဲ့ဆေးကြောတဲ့ခံပါတယ်ဒီထက်ကိုရေစက်မကြအောင်ဆေးကြောမှထိန်းသိမ်းရမှာဖြစ်ပါတယ်မဟုတ်ရင်တော့ခဏခဏ ပြတ်နိုင်တဲ့အကြောင်းတရားတွေရှိပါမယ်ဆိုတဲ့အကြောင်းကိုမိတ်ဆွေများကိုကျွန်တော်ဒီအိုးလေးပြုပြင်ရင်းနဲ့ညဝေပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီပြုပြင်မှုအပိုင်းကဏ္ဍလေးတော့အားလုံးပြီးဆုံးသွားပါပြီကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်